ဘကူရိုင်းဒေသကြီးတာယာဝရီခရိုင်လူထုခြေပြုဘူဌာနတွင်အပြည့်ပြည့်ဆိုင်ရာမူရင်စေဝါအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနှင့်အထိမ်းအမှတ်တိပညာဘိတ်တော်ရှုကိုစွန်လ25ရက်နေ့နနက်9:00နာရီကကျင်းပခဲ့ရာ ခရိုင်ပြည်ဆက်ယုံမှဒေါ်သဲနူအေးနဲ့တရားဝတီမြို့နယ်ရက်တက်ဖွဲ့မှုယုံမှတူရဲအုတ်ခင်မမိုးတို့ကယခုလိုဆွေးနွေးခဲ့ကြပါတယ်ရှင်။မင်္ဂလာပါဆင်မရှင်။မင်္ဂလာပါ။ဟုတ်ကဲ့ပါဆင်မဒီမူရီစီဝါစတဲ့ပေါ်ပေါက်လာပုံအကြောင်းရင်းလေးကိုလည်းသိချင်ပါတယ်ဆင်မရှင်။ဟုတ်ကဲ့ပါဒီမူရီစီဝါကိုပေါ့နော်ဘယ်ကနေစတင်လာလဲဆိုရင်သူတွေကပထမမခနာကိုနာကျင်ကြခဲ့တာတွေကနေတက်တအောင်သုံးဆွဲရနေပြီးတော့စတင်ခဲ့တာဖြစ်ပါတယ်ဒီပထမဆုံးအချိန်မှာတော့ဒီတောထဲမှာတွေ့တဲ့တစ်ဖို့တစ်ဥဒီမူရီရက်တွေကနေပြီးတော့စတင်ခဲ့တာဖြစ်ပါတယ်ဒီအဲ့ဒီပင်တွေက နာစာသက်တာကိုသုံးဆွဲကြတယ်ဆိုပြီးမြန်မာပိုင်းမှာလူတွေကပို့ပို့ပြီးတော့ပြောကျင်လာတယ်ဆွဲလန်းပြီးတော့အများကြီးသုံးဆွဲလာကြတာဖြစ်ပါတယ်ဒီဆေးဟာအစာပိုင်းမှာပျော်စရာကောင်းတယ်ဆိုပြီးမြန်အဆုံးမှာတော့လူပိုပြန်နေဖြစ်စေပါတယ်ဒီမွေးရေးဆေးဝါးကို ယောဂကုသဖို့အတွက်စတင်သုံးဆွဲတာဖြစ်တဲ့ဆိုပြီးမြန်ယနေ့ခင်မှာတော့ဒီသုံးဆွဲမှုတွေကြောင့်ဘဝပျက်စီးမှုတွေလူမှုရေးချိုးဖောက်မှုတွေဖြစ်လာပါတယ်။ရှေ့မြန်မာမင်းတွေလက်ထက်တရားဒီရင်မှုရင်မျိုး၅ပါးကိုလုံးဝပြိမ့်ပင်တားမြစ်ခဲ့ပါတယ်။ဒီယနေ့ခင်မှာလည်းပဲဒီမူရေးစေဝါအန်ဒီရေကိုချော့ချဖို့အတွက်ဥပဒေအရဒီဖန်စီရမိတဲ့မူရေးစေဝါတွေကိုထပ်မံအသုံးပြုခြင်းမဖြစ်အောင်ဇွန်လ26ရက်နေ့ FB ဆိုင်ရာမူရေးစေဝါတိုက်ပြရေးနေမှာမိရှုပျက်စီးပြသမှုတွေအကျင့်ပါပြုလုပ်ကြပါတယ်ရှင်။ ဟုတ်ကဲ့ပါဆရာမရှင်ဒီဝိရဇီဝဆိုတာဘလိုအရာမျိုးတွေခေါ်လဲဆိုတာကိုရှင်းပြပေးပါအောင်ဆရာမရှင်ဒီကဘာပေါ်ရှိဒီနိုင်ငံများပြမှာဆိုလို့ရှိရင်ပေါ့နော်ဒီဆွဲဆေးတတ်တဲ့ဝိရဇီဝတွေကို ိုင်ငံအလိုက်အမြောင်များတွေ့ရှိရမှာဖြစ်ပါတယ်ဒီအကြံပေးအပြင်ဒီအပြင်စားမှုရေးဆေးဝါးနဲ့ပျော်စားမှုရေးဆေးဝါးဆိုပြီးတော့နှစ်မျိုးခွဲခြားထားပါတယ်ဒီအပြင်စားမှုရေးဆေးဝါးမှာဆိုလို့ရှိရင်ပေါ့နော်ဘင်းတို့မော်ဖင်းတို့ဘင်းဖြူတို့ကိုပင်းတို့ပါဝင်ပြီးတော့ဒီပျော်စားမှုရေးဆေးဝါးမှာဆိုလို့ရှိရင်ပေါ့နော်ဒီဆေးကြောတို့ဘင်းစားရွက်တို့အခြားဓာတုပေဒါဆေးတွေနဲ့ပေါ်ဆက်ထားတဲ့မှုရေးဆေးဝါးတွေပါဝင်ပါတယ်ဒီတနည်းအားဖြင့်ဒီသဘာဝမှုရေးဆေးဝါးနဲ့ဓာတုပေဒါနည်းပညာအရပြုပြင်ပေါ်ဆက်ထားတဲ့မှုရေးဆေးဝါးဆိုပြီးတော့နှစ်မျိုးထပ်မှခွဲခြားထားပါတယ်အဲ့တော့ ငွေရေးဆေးဝါးဆိုတာဗာလဲလို့ပြောရမယ်ဆိုလို့ရှိရင်ဒီငွေရေးဆေးဝါးဆိုတာဦးနှောက်နဲ့အာယုံကျောကိုထိခိုက်ပြီးတော့ထုံတိုင်းပြီးတော့ငွေရေးစေတာရယ်အန်တရယ်ကိုခနာကိုကို တနည်းနည်းဖြင့်ဘေးအန်တရယ်ဖြစ်စေတာရယ်ဒီသုံးဆွဲတူတွေကဒီဆေးဝါးအပေါ်မှာဆေးရောကိုပါဆွဲလမ်းမှုတွေဖြစ်စေတာရယ်ဆက်လက်မသုံးဆဲပဲမနေနိုင်အောင်ဖန်တီးထားတဲ့ဆေးဝါးတွေကိုခေါ်ဆိုပါရရှင် ဥက္ကမဆင်မှာဒီမူရီစေဝါသုံးဆွဲခြင်းရဲ့ဆိုးကျိုးတွေအကြောင်းလေးတွေလည်းသိချင်ပါတယ်ဆင်မရှင်။ဟုတ်ကဲ့ပါ။ဒီမူရီစေဝါသုံးဆွဲတဲ့အတွက်ဆိုးကျိုးအန္တရာယ်တွေကတော့အလုံးများပြပါတယ်။ဒီစိတ်ပိုင်းဆိုင်ရာထိခိုက်နိုင်သလိုရုပ်ပိုင်းဆိုင်ရာတွေမှာလည်းထိခိုက်နိုင်ပါတယ်။နောက်တစ်ခါ ူမှုရေးပိုင်းဆိုင်ရာတွေမှာလည်းထိခိုက်နိုင်ပါတယ်။စိတ်ပိုင်းဆိုင်ရာအနေနဲ့ထိခိုက်မှုကဘာတွေဖြစ်မလဲဆိုရင်ဒီစိတ်တက်တွေကြာလာမယ်။သုံးဆွဲတာကြာတဲ့အတွက်စိတ်တက်တွေကြာလာမယ်။မိမိကိုယ်ကိုတေးရောင်းကြံစီလာမယ်။စိတ်ကြယောဂါတွေဖြစ်လာမယ်။စိတ်အားတွေနည်းလာမယ်။ပြင်းထန်စွာစိုးရိမ်ကြောက်ကြတာတွေဖြစ်တတ်ပါတယ်။ဒီရုပ်ပိုင်းဆိုင်ရာပေါ့နော်။ဒီခန္ဓာကိုယ်ပိုင်းဆိုင်ရာထိခိုက်မှုအန္တရာယ်တွေအနေနဲ့ဆိုရင်တို့ဟာ HIV AIDS ရဲ့ရောဂါတွေဖြစ်နိုင်သလိုဆေးလုံပြီးတော့တတိလင်းအမျိုးရောတာတွေလည်းဖြစ်နိုင်ပါတယ်။နောက်တစ်ခါထုံနာကျင်နာမျိုးတွေဖြစ်ပြီးတော့အကျောသေသွားနိုင်ပါတယ်။နောက်ခါကျတော့ဘယူးပြန်ရောဂါတွေဖြစ်နိုင်သလိုနှလုံးရောဂါတွေအဆုတ်ရောဂါတွေလည်းဖြစ်စေပါတယ်။ အသေးရောင်ယောဂတွေလည်းဖြစ်စေနိုင်သလိုနှလုံးယောဂအဆုံးယောဂတွေလည်းဖြစ်စေပါတယ်အသေးရောင်ယောဂကနောက်တစ်ခါအသေးပြေတဲ့ဓာတ်တွေဖြစ်နိုင်သလိုအကျောမိတ်ဓာတ်တွေပါတွေဖြစ်ပြီးတော့လည်းအသက်ဆုံးရှုံးသွားနိုင်ပါတယ်ခန္ဓာကိုယ်မှာလည်းအနာဇင်းတွေပေါက်ပြီးတော့အသွေးစိတ်တက်ခြင်းကိုလည်းဖြစ်ပေါ်စေပါတယ်ဒီလူမှုရေးပိုင်းဆိုင်ရာထိခိုက်မှုအန္တရာယ်အနေနဲ့ဆိုရင်ပေါ့နော်ဒီမူရေးဆေးဝါးသုံးဆွဲတဲ့အတွက်ဒီမူရေးဆေးဝါးဥပဒေပြစ်မှုတွေနဲ့အရေးယူတာကိုလည်းအရေးခံရပါမယ်နောက်တစ်ခါမူရင်းစေဝါသုံးဆွဲတဲ့ပြည်တိုင်းကြောင့်ပေါ့နော်ဒီလူမှုပတ်ဝန်းကျင်မှာလည်းဂုံတိခါကြဆင်းတာတွေဖြစ်စေပါတယ် ပြီးတော့ကြီးပွားတိုးတက်လို့တဲ့အာမန်တွေလည်းယုံနေလာမယ်မိသားစုချင်းချင်းမှာလည်းဒီဆက်ဆံရေးမပြေလည်တာတွေဖြစ်ပေါ်လာမယ်နောက်တစ်ခါရာဇဝတ်မကင်းတဲ့အပြုမူတွေကိုလည်းတော့နော်ရဲတင်းစွာနဲ့သူတို့ကပြစ်လုတာတတ်ပါတယ်အဲဒါကြောင့်မိမိကြောင့်ပေါ့နော်ဒီလူငယ်သားကောင်းစေတနာတွေရတယ်လေးလေးပျက်စီးစေတယ်ပေါ့နော်ဒီလိုဆိုးကျိုးအန်တီရများတဲ့မွေးရေးဆေးဝါးတွေကိုပေါ့နော်ចောင်းသားလူငယ်တွေအပါဝင်ပြည်သူအလုံးဟာ ီမွေးရေးအန်တီရဲ့ဆိုးကျိုးတွေကိုသိရှိပြီးတော့ပေါ့နော်ဘဝတစ်လျှောက်လုံးလုံးဝလုံးဝရှောင်ကျဉ်ကြပါလို့ပဲတိုက်တွန်းအပ်ပါတယ်ရှင်ဟုတ်ကဲ့ပါဆင်ပါရှင်အခုလိုမျိုးသိပညာမျှဝေပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဆင်ပါရှင်ဟုတ်ကဲ့ပါဆိုပါတော်ရှုဆွေးနွေးမှုတို့ကို Surety Page တွင်လွှင့်တင်ဆောင်ရွက်ထားကြောင်းသိရပါတယ်ရှင်